အွန်လိုင်းကနေဝင်ငွေရှာလို့ရတယ်လမ်းကြောင်း၅ခုအဲ့တော့အခုခေတ်ကလူတွေတော်တော်များများအွန်လိုင်းကနေဝင်ငွေတွေအများကြီးရနေကြတယ်အွန်လိုင်းကနေဝင်ငွေတွေတိမ့်ရချီထောင်ချီရနေကြတဲ့ခေတ်ကြီးမှာပေါ့နော်ကိုကစမလုံရသေးဘူးပြီးတော့သူများတွေကတော့ရနေကြတယ်ငါလည်းလှုပ်ချင်တယ်ဘလို့လမ်းကြောင်းမျိုးနဲ့သွားမှာလဲအွန်လိုင်းမှာဘလို့လမ်းကြောင်းတွေကနေဝင်ငွေတွေရနေကြတာလဲဆိုတော့လမ်းကြောင်း၅ခုကိုဒီဗီဒီယိုထဲမှာလာပြောပြမှာပဲဖြစ်ပါတယ်အဲ့တော့လမ်းကြောင်း၅ခုသွားပြီးနားမထောင် ောင်ခင်ဒီ YouTube channel လေးကို subscribe လေးလောက်ထားပေးပါအဲ့ဒါမှ update ပညာတွေကို အမြဲတမ်းမပြတ်ပေါ်တော့ရနိုင်မှာပဲဖြစ်တယ်။နံပါတ်1တွားကြရအောင်။ online ကနေဝင်ငွေရှာလို့ရတဲ့အလွယ်ဆုံးနည်းတစ်နည်းရပါလဲဆိုရင်လူတော်တော်များများလဲလုံနေကြတဲ့နေလမ်းပေါ့နော်။နံပါတ်1ဈေးရောင်းတဲ့လမ်းကြောင်းပဲဖြစ်တယ်။ဈေးရောင်းနေဆိုတာအကုန်လုံးရောင်းလို့ရတယ်ပေါ့နော်။အဝတ်ထည်တွေရောင်းမလား။ accessories တွေရောင်းမလား။ um အစားတောက်တွေရောင်းလားအလကုံတွေရောင်းလား skin care တွေရောင်းလားဘာရောင်းလဲပေါ့နော်နောက်ဆုံးအာအိမ်တွေတိုက်တွေကားတွေစိန်ရွှေရတနာတွေထိတောင်မှာအကုန်လုံး online ကနေပဲအယောင်းအဝယ်လုပ်နေကြတဲ့ kit ဖြစ်တယ်အဲ့တော့ဈေးရောင်းခြင်းကနေဝင်ငွေရှာလို့ရတယ်အဲ့တော့ဘလို့လို့စပြီးရောင်းလို့ရမှာလဲဟဲ့ဟုတ်တယ်မလားအရေးကြီးဆုံးအချက်ကပါလဲဆိုရင် အာ social media ကနေ TikTok တော့မဟုတ် Facebook တွေကနေပေါ့နော် content တွေစဖန်တီးရမယ်အားလုံး video တွေစပြီးတော့ဖန်တီးရမယ်အဲ့တော့ဘယ်လိုမျိုး content တွေလဲဘယ်ပေါ်မှာမူတည်လဲဆိုတော့ကိုရောင်းမဲ့ပစ္စည်းပေါ်မှာမူတည်တယ်ဥပမာကိုကရေဘူးတပူးရောင်းမယ်ဆိုပါတော့ဒီအေးခံအပူခံနဲ့ရေဘူးရောင်းမယ်အဲ့တော့ကိုရဲ့ content ကလည်းဒါအလွယ်ဆုံးတော့ဖြက်လန်း အလွယ်ဆုံးဖြက်လန်ရပါလဲဆိုရင်ဒီရေဘူးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေဘူးနဲ့ပတ်သက်တဲ့ဘ ഹു တုဒတွေကိုစပြီးတော့မှဗီဒီယိုတွေလောက်ရမှာပဲဖြစ်တယ်မဟုတ်ဘူးရေဘူးတော့ရောင်းချင်တဲ့အတိုင်းပဲအိမ်ကဟိုကိုယ့်ရဲ့ကလေးတွေကိုပဲရိုက်တင်နေမယ်ဆိုရင်လဲ content ကတိုက်ရိုက်မဟုတ်သေးဘူးဥပမာအဝတ်ထည်တွေရောင်းတော့မယ်ဆိုရင် um fashion ဘိုင်းနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေသို့မဟုတ်ဗီဒီယိုလေးတွေစပြီးတော့မှ ဖန်တီးတာမျိုးဒါမျိုးတွေကနေစဖန်တီးပြီးတော့မှ Facebook page တော့မဟုတ် TikTok channel တွေကနေတဆင့် content တွေစတင်သွားရမှာပဲဖြစ်တယ်။အဲ့တော့ကိုယ့်စီမှာအရင်နေရှိတယ်ဆိုရင်တော့တစ်ခါတည်းကိုရောင်းမဲ့ပစ္စည်းတွေကိုရင်းပြီးတော့မှတစ်ခါတည်းဝယ်ထားလို့လည်းရတယ်လို့ကိုယ့်စီမှာအရင်နေမရှိသေးဘူးဆိုရင် pre-order အနေနဲ့ပေါ့နော် content ဖန်တီးထားပြီးတော့မှဒီအင်ကြီးလေးမှချင်လို့ရှိရင်ဘယ်ကနေမှလို့ရတယ်ဘာညာဆိုပြီးတော့မှ pre-order အနေနဲ့လည်းလုပ်လို့ရတယ်ဒါကတော့လမ်းကြောင်းနံပါတ်1အဲ့တော့ကိုကဈေးရောင်းဝတ္တနာပါတယ်ဆိုရင်စမ်းလုပ်ကြည့်လို့ရတယ်နံပါတ်2ကပါလဲဆိုရင် content creator တီးတန့်ပဲလုပ်တဲ့လမ်းကြောင်းပေါ့နော်ဘလို့လဲဆိုတော့ content ပဲဖန်တီးတယ်ဈေးလည်းမရောင်းဘူးဘာမှလည်းမရောင်းဘူးတပ်ပေမဲ့လေ follower တွေများလာပြီး view တွေများလာပြီးဆိုရင်ကြေညာတွေလက်ခံတာမျိုးအခုခေတ်ကဒီလူတွေကို influencer လို့လည်းခေါ်ကြတယ် influencer အမြောက်အများလို့အတက်ခစ်ဖြစ်လာတယ်ကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့အာလုပ်ငန်းတွေကို social media ကနေသင့်ကြေညာဖို့ နော်လုပ်ငန်းတွေကနေ influencer တွေအမြောက်အများကိုလိုအပ်နေတဲ့ခေတ်ဖြစ်တယ်အဲ့တော့ကိုကိုတိုင်းကနော်ဟိုပဲအပိုင်းပဲအပိုင်းမှာကျွမ်းကျင်နေတော့မဟုတ်ပဲအပိုင်းပဲအပိုင်းမှာဝါသနာပါတယ်ဆိုရင်ဒီအပိုင်းကိုတီးတန့်လေး content ဖန်တီးပြီးတော့မှ follower တွေ fan တွေ share ထားလို့ရတယ်။ဥမာကိုကအလှပြင်နာဝါသနာပါတယ် makeup တွေလိမ့်နာဝါသနာပါတယ်ဆိုရင် makeup လိမ့်ပြီးတော့မှ follower များလာလို့ရှိရင် makeup ပစ္စည်းတွေကိုလည်း เนาะเจญญาไปโลยาได้เจญญาค่ะดิอยู่ပြီးတော့ဗောเนาะတီလူတွေကို PA PA တို့ influencer လို့လည်းခေါ်လို့ရတယ်။သူမဟုတ်ကိုကအစားတောက်ပါနာပါတယ်ဆိုရင်တဆိုင်ပြီးတဆိုင်လိုက်စာရင်နဲ့စိုင်းတွေကနေတဆင့်ကိုက view များတယ်ကြီးရဲ့လူများတယ်ဆိုရင်လာချင်ညာပေးပါအောင်ဆိုပြီးတော့မှဂျင်ညာခတွေယူပြီးတော့မှ ဝင်ငွေရှာတဲ့လမ်းကြောင်းဖြစ်တယ်ဒါကတော့နံပါတ်1နံပါတ်3ကပါလဲဆိုရင်အခုခေတ်က monetization ဆိုပြီးတော့မှအရန်ကိုတော်တော်များများရနေကြတဲ့ခေတ်ဖြစ်ပြီပေါ့နော်ပါလဲဆိုရင် Facebook ကနေဒေါ်လာတွေအနေနဲ့ဝင်ငွေရတဲ့လမ်းကြောင်း နော်တချို့ကပြောလိုက်မယ်မြန်မာနိုင်ငံမှာမရသေးဘူးလေမန်နဲ့အားလုံးမြန်မာနိုင်ငံက monetization လုပ်ဖို့နော် illegal မဖြစ်သေးတဲ့နိုင်ငံဖြစ်ပေမဲ့တော်တော်များများလမ်းကြောင်းရှာပြီးတော့မှရှောက်လို့ရတဲ့ခစ်ရောက်လာပြီအဲ့တော့လေမြန်မာနိုင်ငံကမရသေးဘူးဆိုတော့အတွင်းနဲ့ရက်မနေစေချင်ဘူး PA လဲအဲ့ဒီထဲကတယောက်ပါတယ်အခု PA sharing လုပ်နေတဲ့ Facebook Facebook page ဆိုရင်အာ follower 3သိန်းကျော်သွားပြီနောက်ထပ် page တစ်ခုဆိုရင် follower 2သိန်းကျော်သွားပြီအဲ့ဒီ page တွေဆိုရင်အစကတည်းက monetization လို့ခေါ်တဲ့အရာကိုစိတ်ဝင်တစားနဲ့နော်ရှောက်ဖို့နီလန်းတွေရှာခဲလို့ရှိရင်အခုချိန်မှာ PA နော် monetization တွေအများကြီးရနေပြီဒါပေမဲ့မြန်မာနိုင်ငံမှာမရသေးဘူးဆိုတဲ့အတွေးနဲ့ပဲရက်ခဲလို့သူများထက်အများကြီးနောက်ကျပြီးမှ monetization ကိုရသွားတဲ့အဲ့တော့အားလုံး နော်ဆေးမရောင်းချင်ဘူးရတယ်ဘသူပစ္စည်းမှမကြိမ်ညာပေးချင်ဘူးရတယ်ဒီနံပါတ်3လမ်းကြောင်းလဲလှုပ်လို့ရတယ်ကိုယ့်ရဲ့ page ကိုယ့်ရဲ့ Facebook account PA ဆိုရင် Facebook account ထိပါ monetization တွေအောင်နေပြီပေါ့နော်အဲ့တော့ကိုယ့်ရဲ့တာဝန်ကပါလဲဆိုရင်အာ content ကိုအာတီတီတန်တန်လေးဖန်တီးဖို့တာဝန်ပဲရှိတယ်အစားအသောက်တွေလုံမလားနော် makeup တွေလိမ့်မလားအာတော့မဟုတ် နော်ဒီ fashion ဘိုင်းနေပြောပြမလားဘယ်အကြောင်းလာပြောမလဲ content တစ်မျိုးမျိုးကိုတီးတန့်လေးဖန်တီးပြီးတော့မှ follower တွေ view တွေများအောင်လှုပ်ထားလိုက် Facebook ကနေတဆင့်သူကဒီ page က monetization လှုပ်ဖို့နော်ခွင့်ပြုချက်ရပါပြီဆိုတော့နော်အာ message ဝင်လာလို့ရှိရင်အဲ့ဒါရှောက်ဖို့เนาะရှောက်ပေးတဲ့ agent တွေရှောက်ပေးတဲ့သူတွေရှိတယ်အဲ့ဒါသွားရှောက်လို့ရပြီ ဒေါ်လာတွေတကယ်ရတယ်အားလုံး PA ဆိုရင်အခုရလာဆိုရင်6လလောက်ရှိပြီ PA အနေနဲ့ဒီလမ်းကြောင်းကိုနော်တမင်တက်တက်တီတန်လောက်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်သူများတွေလို့အများကြီးမရောက်တိုင်းမဲ့နေ့တိုင်းတင်နေတာပဲကိုကလည်းနေ့တိုင်းဗီဒီယိုလုပ်နေတာပဲအဲ့ဒီပုံမှာပတ်စံရတယ်ဆိုတော့တန်တယ်เนาะလှုပ်ရတာပိုအားရှိတယ်အဲ့တော့ဒီလမ်းကြောင်းလဲသွားလို့ရတယ်နံပါတ်၄လမ်းကြောင်းကလည်း PA ကိုယ်တိုင်လည်းလုံနေတဲ့လမ်းကြောင်းဖြစ်တယ်လို့တော်တော်များများလည်းလုတ်တယ်။အဲ့တော့ တင်းနစ်တုံးလမ်းကြောင်းကနေတဆင့်ပေါ့နော်ဆင်းသက်လာတဲ့လမ်းကြောင်းပေါ့ဥပမာကိုကဈေးရောင်းတဲ့သူတယောက်ဖြစ်တယ် online မှာကိုဈေးရောင်းကောင်းလာတယ်ဒီဈေးရောင်းကောင်းတဲ့နီလန်းတွေလာပြီးတော့တင်တန်းဖွင့်တဲ့ online class လမ်းကြောင်းအမ်ဂိမ်းမုံဖောက်တယ်ဂိမ်းအာဂိမ်းမုံဖောက်တာ join လို့ရှိရင်ဂိမ်းမုံဖောက်တဲ့ online class လမ်းကြောင်းเนาะတော့မဟုတ်ကိုက monetization အောင်သွားတယ် monetization ဟိုပါလေ ဒေါ်လာတွေအများကြီးရသွားပြီဆိုရင်ဘလို့ရအောင်လောက်ရမလဲဆိုတဲ့နီးလန်းတွေကိုတင်တန်းပြန်ဖွင့်တဲ့ online class လမ်းကြောင်းဖြစ်တယ်ဒီလမ်းကြောင်းလည်းတော်တော်များများဝင်ငွေတွေအများကြီးရကြတယ်เนาะအဲ့တော့ကိုကဗာကျွမ်းကျင်တာလေ make up ဆိုရင်လည်း online class တွေအများကြီးရှိတယ်ဟင်းချက်နီးဆိုလည်း online class တွေအများကြီးရှိတယ်ပေါ့เนาะအဲ့တော့ကိုရဲ့ကျွမ်းကျင်မှုအပေါ်မူတည်ပြီးတော့မှ online class တွေဖွင့်လို့ရတယ်ဒါပေမဲ့ online class ဖွင့်နိုင်ဖို့အတွက်ကိုကိုရိုင်က content တွေအရင်ဆုံးစဖန်တီးရမယ်ပေါ့နော်ကြက်ကြက်ပြန့်ပြန့်လေးဆက်ပြီးတော့မှလေ့လာချင်တယ်ဆိုရင်အခုဆိုရင် trainer တင်တန်းတွေလည်းရှိတယ် coach တင်တန်းတွေလည်းရှိနေပြီဖြစ်တဲ့အတွက်ပေါ့နော်သွားပြီးတော့မှရှာဖွေလေ့လာလို့ရတယ်နောက်ဆုံးလမ်းကြောင်းကပါလဲဆိုရင်လမ်းကြောင်းတစ်ခုတော့မဟုတ်ပေမဲ့ PA ပြောခဲ့တဲ့1နှစ်3လေးကနေ ဝင်ငွေတကယ်ရချင်တယ်เนาะသူများတယ်လို့ဝင်ငွေတွေအများကြီးရချင်တယ် online ကလည်းဝင်ငွေတွေအများကြီးရချင်တယ်ဆိုရင်လေ system လေးတစ်ခုတော့ရှိရမယ် system ပေါ့เนาะဥပမာကွာ PA ကနံပါတ်1ဆေးလဲရောင်းတယ် PA က9ခုစလုံးလောက်တယ်နံပါတ်1ဆေးလဲရောင်းတယ်နံပါတ်2ကျင်ညာခယူပြီးတော့မှเนาะကျင်ညာပေးတဲ့ပုံစံမျိုးလဲလုပ်တယ်နံပါတ်3 Facebook ကနေ တော်လာရတဲ့ monetization လဲလောက်တဲ့နံပါတ်၄ online class လဲဖွင့်နေအဲ့တော့ PAT အရာတွေကနေဝင်ငွေတွေရဖို့ဆိုရင် PA ဝန်ထမ်းတွေရှိရမယ် system တစ်ခုရှိရမယ် video ရိုက်တယ်ဘသူကအာ video editing လုပ်ပေးမလဲဘသူက photo edit လုပ်ပေးမလဲဘသူက PA ကို chat box တွေဖြည့်ပေးမလဲဘသူက PA ကိုစာရင်းတွေလုပ်ပေးမလဲဘသူက PA ကို online class ကို management လုပ်ပေးမလဲဘသူက PA ကို camera တွေထောင်ပေးမလဲနောက်ဘသူက video ရိုက်ပေးမလဲဒါတွေအကုန်လုံးကို PA တို့ management လုပ်ရတယ် system တစ်ခုအနေနဲ့ပုံမှန်လဲပတ်လို့ရအောင် PA တို့လုပ်ထားရတယ်တိ video တစ်ခုထွက်လာပြီအဲ့ video ကနေ နော်ဘလို့ဘလို့သုံးမယ်ပဲ page မှာတင်မယ်ဘလို့ဘလို့လောက်မယ်ဆိုရယ် system တစ်ခုကို PA တေးတေးချာချာလေး management လောက်မယ် system တစ်ခုအနေနဲ့ပုံမှန်လဲပက်လို့ရအောင်စီစဉ်ထားတဲ့ခါမှာဝင်ငွေလမ်းကြောင်းဆိုတာသူ့အလိုလိုဒီလိုလှည့်ပတ်နေတယ်သူ့တာဝန်ကိုတာဝန်ကိုလှုပ်တဲ့စီးစနစ်တစ်ခုပေါ့နော်ရှိထားမှရမယ်ပြောချင်တာကိုတယောက်ထဲလှုပ်လို့မရဘူးလို့ PA ပြောချင်တယ်เนาะအဲ့တော့ online ကနေဝင်ငွေရချင်တယ်ဆိုရင်တော့เนาะ ဝန်ထမ်းလေးတွေရှိရမယ်အားလုံးဝန်ထမ်းကိုယ့်ရဲ့ team ပေါ့နော် team လို့ပြီးအခေါ်တယ်ပေါ့နော်အဲ့တော့အခုလောလောဆယ်မှာဆိုရင် PA ရဲ့ဝန်ထမ်း team admin team ကအားလုံးပေါင်း6ယောက်တိတိရှိပါတယ်အဲ့တော့ဒီ6ယောက်နဲ့ PA လက်ပတ်နေတဲ့ online စီးပွားရေးကြီးကတစ်နှစ်နဲ့တစ်နှစ်ဝင်ဝင်မပြတ်ပဲလဲပတ်နိုင်နေပြီအဲ့တော့အားလုံးဒီအဆင့်၅ဆင့်အတိုင်းတော့ဝင်ဝင်ရှာချင်တယ် နော် content နေဖန်တီးခြင်းနေနော် system ကြကြ online ကနေငွေရှာခြင်းနေဆိုရင် BAC မှာ5 step လို့ခေါ်တဲ့တင်တန်းဖွင့်ထားတယ်5 step to online millionaire တင်တန်း online ကနေစီးစနစ်ကြကြောက်ငွေရှာလို့ရတဲ့အဆင့်၅ဆင့်အဲ့တော့ဒီတင်တန်းကိုတက်ချင်နေဆိုရင်ပေါ့နော်ပုံမှန်တင်တန်းကြီးက9သိန်းပါဒါပေမဲ့ဒီ video ကနေတွေ့ပြီးလာ အလို့ရှင်ရင်တင်တန်းကြီး9သိန်းနဲ့ပဲဆက်ပြီးအလို့ရသေးတယ်เนาะအဲ့တော့အားလုံးတင်နှံအပ်ပြီးတော့တင်နှံထဲမှာ အသေးစိတ်လာလေးလာပါဒီတင်နှံကနေတဆင့်ရလက်ရပြီးသားတင်နှံသူတွေလည်းရှိပြီဖြစ်တဲ့အတွက်ပေါ့နော်ကိုကိုရိုင်းက အွန်လိုင်းကနေငွေရှာဖို့ဆုံးဖြတ်ထားတဲ့သူတယောက်ဖြစ်တယ်ဆိုရင်အချိန်မဆွဲချင်ဘူး2025ရောက်လာပြီเนาะလူတိုင်း content creator ဖြစ်နေတဲ့ခေတ်မှာကိုကဘာမှစမလုပ်ရသေးဘူးဆိုရင်မဟုတ်သေးဘူးအဲ့တော့လေဒီ video ကနေတခုခုရတယ်ဆိုရင်เนาะအဲကိုရဲ့တငယ်ချင်းကိုကြည့်ဖို့ပေါ့เนาะ link လေး share ပေးလိုက်ပါ subscribe လေးလုပ်သွားလိုက်ပါတော့မဟုတ်တခုခုမှတ်သွားလိုက်ပါရှင့် coach now a ဖြစ်ပါတယ်နောက်ထပ် video တွေမှာဒီလို့ နီးလန်းကောင်းကောင်းလေးတွေနဲ့ထပ်တွေ့မယ်အားလုံးကျေးဇူးများတင်ပါတယ်ရှင်